်အားလုံးပဲမင်္ဂလာပါမြတ်စွာဘုရားရှင်ရဲ့ကြီးညိုပွဲအချက်တွေတဲကတစ်ချက်ဖြစ်တဲ့ယထာဝါရီတထာကာရီယထာကာရီ တထာဝါရီဆိုတာပြောသလိုလုပ်တဲ့သူလုပ်သလိုပြောတဲ့သူ တနည်းအားဖြင့်ပြောတဲ့အတိုင်းလုပ်တယ်လုပ်တဲ့အတိုင်းပြောတယ်လို့ဘာသာပြန်ရမှာပဲဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုယ်တိုင် ပါဠိကဝတ်မှာစုံတာမြတ်စွာဘုရားသည် ဆိုလေးရှိသည့်အတိုင်းပြုလေးရှိပြုလေးရှိသည့်အတိုင်းဆိုလေးရှိ၏ ဤတို့ဆိုလေးရှိသည့်အတိုင်းပြုလေးရှိ၍ပြုလေးရှိသည့်အတိုင်းဆိုလေးရှိသောကြောင့်ငါကိုတထာဂရဟု၍ဆိုအပ်တယ်လို့မိတ်ဆိုဘူးပါတယ်ဒီအချက်ဟာဒီနေ့ခေတ်မှာ ပြောနေကြတဲ့ follow me ဆိုတဲ့ခေါင်းဆောင်မှုမှအရေးကြီးတဲ့စံနမူနာလို့ပဲဆိုခြင်းပါတယ်ဇထဝါရီ တထာကာရီဆိုတာခေါင်းဆောင်မှုထက် များစွာပိုပြီးတော့ကျယ်ပြန့်နှံ့နေပေမဲ့လည်းတူညီတဲ့သဘောတရားလည်းရှိနေပါတယ် ခေါင်းဆောင်မှုမှာစံနမူနာပြခြင်းကအလွန်အရေးကြီးတဲ့အရေးချင်းတစ်ရပ်ဖြစ်ပါတယ်ပြောတော့တမျိုးလုပ်တော့တမျိုးခေါင်းဆောင်ဖြစ်နေမယ်ဆိုရင်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကိုရရှိမှာမဟုတ်ပါဘူး။စကားနဲ့အပြုအမူကိုင်းညီတဲ့ခေါင်းဆောင်တွေကသာငယ်သားတွေရဲ့ယုံကြည်မှုနဲ့လေးစားမှုကိုရရှိနိုင်မှာပါ။ခေါင်းဆောင်တဦးဟာယိုသားမှုကိုမျှော်လင့်လို့ရှိရင် သူကိုယ်တိုင်ယိုသားရမှာပါ။စီကံရှိစေခြင်းရင် သူကိုယ်တိုင်စီကံရှိရမှာပါ။ တမိုင်းမှာ follow me ဆိုတဲ့ခေါင်းဆောင်မှုပုံစံနဲ့ထင်ရှားတဲ့ဥပမာတစ်ခုကတော့မဟာတမဂန္ဒီပဲဖြစ်ပါတယ်။သူကအကြမ်းမဖက်ရေးနဲ့ရိုးရှင်းတဲ့ဘဝကို ဟောကြားခဲ့ပြီးတော့သူ့ရဲ့ဘဝတစ်လျှောက်လုံးလည်းအဲ့ဓာတွေကိုလက်တွေ့ကျင့်သုံးခဲ့တာပါ။သူ့ရဲ့နောက်လိုက်တွေကသူ့ကိုယုံကြည်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်မလုပ်နိုင်တဲ့အရာတွေကိုအခြားသူတွေစီကမတောင်းဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေကဟိုကိုသွားပါလို့မပြောပဲငါနောက်လိုက်ခဲ့ဆိုပြီးတော့လမ်းပြသွားကြတာပါအဲဒီလိုကျင့်သုံးနိုင်မှသာယုံကြည်မှုတည်ဆောက်နိုင်ခြင်းလေးစားမှုရရှိခြင်းအောင်မြင်မှုရရှိခြင်းစီးလုံးညီညွတ်မှုရှိခြင်းဆိုတဲ့အကျိုးကျေးဇူးတွေကိုရရှိမှာဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်ခင်ဗျာ thank you